ဖဲ့ညီမအားလုံးပဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပေါင်းလို့ပြည့်စုံပါရနော်ကျွန်တော်မနေ့ကစနေနေ့အညတော့ကျွန်တော်အဆင်ပြေမလို့ကျွန်တော်ထင်တယ်နော်ကျွန်တော်ကျွန်တော်ညီကိုအတွက်ဘာလို့ကျွန်တော်မနေ့ညကျွန်တော် TikTok မှာကျွန်တော်ကျွန်တော်တင်မိခဲ့တဲ့အဲဒီမြန်မာလီအပွဲတွေလည်းတော်တော်များအဆင်ပြေမလို့ထင်တယ်နော်ဒီညလည်းကျွန်တော်ဒီညကျွန်တော်တင်းနေအညပါဗျာတင်းဝင်ညမှာကျွန်တော်ပြည်မြန်မာလီအပွဲလေးကိုကျွန်တော်အကောင်းဆုံးခံမှန်းပြီးသွားမှာနော်အဲ channel အပွဲတွေကကျွန်တော်အစားနဲ့ပဲကျွန်တော်ပြန်နေပြီးပါ ်အမှတော်ဘွဲတော့ကျွန်တော်တို့ဘာဘွဲဆိုကျွန်တော်အချက်စီးနဲ့လက်စတာဘွဲအချက်စီးကနေချိန်ပြတာ2ပလက်45ပြတာဘောအောင်ကြီးက3မိုင်း100လောက်ပြကြတာဒါကျွန်တော်တို့ဒီညောက်တော့ကျွန်တော်တို့အချက်စီးကိုယုံလိုက်တာကျွန်တော်တို့အဆင်ပြေမလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အဖက်ကလည်းလက်စတာတော့သူကတော့ဘာမှလုံးလုံးလုံးလို့မမရတော့အချက်စီးတော့သူမနိုင်တော့ဘူးနော်ပြီးတော့ကျွန်တော်တို့ကအချက်စီးကနေပြီးတော့ လက်စတောက်ပေးတဲ့ကြီးကဒီကြီးကအပြင်းဆုံးပဲနော်အဲ့တော့ဘိုဘိုဘိုဂီဒီယာလည်းထင်တာဒီညအချက်စီးအ ਨੇ ဆုံးနှစ်ကိုးပြစ်မလို့တော့ဒါထင်လို့ဒီသူဒီကြီးတမ်းမျိုးကိုသူချပေးခဲ့တာနော်အဲ့တော့ကျွန်တော်ကဒီညကျွန်တော်ကအဲချက်စီးဘော်ဒီတချောင်းနဲ့ကျွန်တော်နေတာအကောင်းဆုံးပဲနောက်ဘက်ကျွန်တော်စပါနဲ့ဘုံမောင်းနဲ့ပွဲဘုံမောင်းနေပြီးတော့ပြန်ကြောပေးရသေးတယ်လေ level 225ဘောပေါင်းကြီးက3 man 60ပေးတာကျွန်တော်ဒီဘွဲတော့ကျွန်တော်စပါတော့မကြဘူး အဲ့တော့ကျွန်တော်ကြိုက်တော့ဘုံဘုံ body နဲ့ go body တချောင်းကျွန်တော်ကြိုက်တယ်နော်ဒီဘွဲမှာဟိုဘွဲကျွန်တော်တကယ်ဆရာကြီးကွဲပါဗျာကျွန်တော် man united arsenal arsenal ကလုံး black 45ပေးရတာ go go ဘောင်းကြီးရတယ်2 man 35လာပဲပေးပေးရတယ်သူတို့တမိုင်းတချောင်းမှာဒီဒီ go ဘောင်းကြီးရတော့ဒီလောက်ပေးတာတခါမတွေ့ဘူးနော်အဲ့တော့ကျွန်တော်ဘောင်းစဉ်းစားမှာဒီဘွဲကို arsenal ကကျွန်တော်ဖွင့်ပြောတာ liverpool ကိုမှီးစရာအကြောင်းတချောင်းမှမရှိတော့နော် ်သူမိလောက်မဲ့ခြေတမ်းခြေစမ်းမျိုးလည်းသူ့မှာမရှိဘူးနော်မမိလောက်တော့မမိလောက်တဲ့အတွက်သူဒီဒီပွဲဥတော်ဟုတ်တယ်မှာသူပေးတာခြေရတော့ဒီဒီခြေရတော့ဒါကျွန်တော်သိနေတော့အာဖြစ်တဲ့တော့ကျွန်တော်ထင်တယ်နော်ဟုတ်တယ်မှာဒါမှကျွန်တော်ကအဖက်ကအသင်းပြန်ကြည့်မယ်လေတစ်ဖက်အသင်းကအဲမန်ယူအသင်းဖြစ်နေဒီညတော့ကျွန်တော်ဒီညတော့ကျွန်တော်သိနေတယ်အာဆင်နယ်ကတလုံးဖက်45ဂိုးဘိုးပေါင်းကြီး 2 miles ဆိုတော့အခြေဝင်ဝင်ရဲ့ချင်းတော့ကျွန်တော်ဒီဒီညတော့ကျွန်တော်အဲ Man U နဲ့အတူနေတာအဆင်ပြေဆုံးပဲကျွန်တော်အထင်ပြောရင်အဲ Man U ဒီညအပြည့်တော့မရှုံးတော့ဘူးကျွန်တော်ထင်တယ်နော်ဟဲ့နှစ်ကိုးတော့ Man U တော့မသွင်းနိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်နှစ်ကိုးအပြည့်တော့မသွင်းနိုင်တော့ကျွန်တော်ထင်တယ်နော်အဲ့တော့ကျွန်တော်ဒီညပွဲကြိုက်တာကျွန်တော်အကြိုက်ဆုံးတော့ကျွန်တော်ပြောရင်ပြောအကြိုက်ဆုံးတော့ကျွန်တော်အဲဂိုးအောက်တစ်ပေါက်တော့အကြိုက်ဆုံးပဲเนาะအဲ ဘော်ဒီကျတော့ကျွန်တော်အဲမန်ယူကိုမန်ယူတော့ကျွန်တော်ပွားလေးကြိုက်တယ်နော်အဲ့တော့ညီကိုဒီညကံကောင်းကြပါစေဗျာနော်